ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာဇွန်28ရက်ကအစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးဆန္ဒပြသူတွေကဝင်ကြီးချုပ်ပေထုံထန်းရှင်နာဝတ်ကိုရာရုကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ပေထုံထန်းဟာကမ်ဘရီးယားနဲ့နေဆက်ဒေသအငင်းပွားမှုကိုစီမံကင်တွယ်မှုညံပြင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့် မကြာသေးမီသတင်းပတ်ကပေါက်ကြားလာခဲ့တဲ့ပေထုံထံနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်တို့ဖုန်းပြောဆိုတဲ့အသံဖိုင်ကြောင့်ထိုင်းပြည်သူတွေကဒေါသထွက်ခဲ့ကြပြီးပေထုံထံဟာလူလူကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ပေါကြားခဲ့တဲ့အတန်ဖိုင်အတွင်းပေးထုံထံကဟွန်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့ပြီးထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ထိုင်းစစ်တပ်ရဲ့တပ်မိုးတအုပ်ကို၎င်းရဲ့ပြန်ပတ်တအုပ်အဖြစ်ရည်ညွှန်းပြောဆိုခဲ့တာကြောင့်လူမှုမီဒီယာတွေပေါ်မှာပေးထုံထံကိုဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။ဇွန်28ရက်ကဘန်ကောက်မြို့တော်မှာရှိတဲ့အောင်မွေးအထိမ်းအမှတ်အဆောက်အအုံမှာဆန္ဒပြသူတပ်တောင်းခန့်ဟာထိုင်းအလံတွေနဲ့ စိုးရုပ်တဲ့ဝင်ကြီးချုပ်နှုတ်ထွက်လို့ရေးသားထားတဲ့လက်ကင်ပိုစတာတွေကိုဝင်ရမ်းပြီးဆန္ဒပြခဲ့တာကြောင့်ရင်ကျောပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ပါတယ်။ဆန္ဒပြသူအများစုဟာတကြီပိုင်းအရွယ်တွေဖြစ်ပြီးရှက်ဝါလှုံ့ဆော်မှုရဲ့အတွေ့အကြုံရဲ့တက်ကြွလှုံ့ဆော်သူတွေကဆန္ဒပြမှုကိုဥဆောင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရှက်ဝါလှူရှားမှုဟာ2000ပြည့်နှစ်ကာလတွေကပေထုံထန်ရဲ့ဖခင်ဖြစ်သူသက်ဆင်ရှင်နာဝက်ကိုဝင်းကြီးချုပ်ရာတို့ကနေဖြုတ်ချမှုမှာအ धिक အခမ်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။သက်ဆင်ရဲ့မဟာမိတ်ဟောင်းတွေကတဝက်ပါဝင်ဖြစ်ခဲ့ပြီးလက်ရှိမှာသက်ဆင်ကိုအပြင်းထန်ဆုံးဝေဖန်သူတွေထဲမှာပါဝင်လာခဲ့သူတအုပ်ကလည်းဆန္ဒပြမှုကိုဦးဆောင်ခဲ့ပါတယ်။ ဝင်ကြီးချုပ်ကိုနှုတ်ထွက်ဖို့နဲ့ထိုင်းရဲ့အချုပ်ချာအာဏာကိုကာကွယ်ခြင်းလို့ကျွန်တော်ဒီကိုရောက်လာခဲ့တာပါလို့အသက်80အရွယ်ရှိတဲ့စာရီဆောင်းဝမှုအမည်ရှိတဲ့ဆန္ဒပြသူတဦးကပြောပါရယ်အသက်ဖိုင်ပေါကြားလာတာကိုနားထောင်ခဲ့ပြီးတဲ့နောက်သူ့ကိုကျွန်တော်မယုံကြည်နိုင်တော့ပါဘူးကျွန်တော်ဟာနိုင်ငံရေးအကျက်တဲတွေအများကြီးနဲ့ကြုံတွေ့ခဲ့ပြီးပါပြီဘာတွေဖြစ်နေလဲဆိုတာကျွန်တော်သိပါရယ်သူကကျွန်တော်ရဲ့အချုပ်ချာအာဏာကိုဆွန့်လွတ်ခြင်းနေပါတယ်လို့၎င်းကပြောကြားခဲ့ပါရယ်